မောနောက်တစ်ခါဘာစားစီရမှာငါနဲ့ငါအသားအတွက်မင်းပြင်စရာမလိုအခက်မသိငါတို့တေသွားစင်နိုင်တဲ့မင်းရဲ့အစားအစာကိုယွန်လို့လွန်ထားစေမျက်ရည်လေးကြားပြတိုင်းတနာရတယ်မှာငါမပါယောက်ျားတန်မဲ့အချက်မရှိငိုပြနေတယ်အားနဲ့လွယ်ပြီးဖြူဖြော့နေတယ်မင်းခန္ဓာကိုယ်ကုန်လုံးရတယ်ယောက်ျားနဲ့တူတာတစ်စက်မှမရှိဘူး မောင်ပြန်ရောက်ပြီလားဖေပန်းနေမှာပေါ့အဲ့တော်လေမမင်းနဲ့ तू မအိတ်ချင်ဘူးငယ်လူတယောက်ကိုစိတ်နဲ့တက်နိုင်တယ်မင်းကိုယွန်လို့မောင်လုံးခဲ့အမားလုံးမင်းရဲ့လုံးခဲ့ကိုဆူလို့ရတယ်ကြိုက်လို့ရတယ်ခုလို့ဘာမှမပြောဘဲနဲ့တော့လုံးခဲ့ကိုစကားနဲ့မနှိပ်စက်ပါနဲ့တခါတလေစကားတစ်ခွန်းကလူတယောက်ကိုအချင်းချင်းတီးစီနိုင်တယ်မောင်မင်းတီးတော့ဘာထူးတော့မှမဟုတ်လို့လေလုံးငယ် ဘာရင်းကပြောင်းလဲတော့မှာမောင်မနက်ကပေါ့စီလေးကိစ္စကြောင့်ဆိုရင်လုံးငယ်တောင်းမှန်ပါတယ်လုံးငယ်မရွယ်ခဲ့ပါဘူးမရွယ်ပါဘူးတောင်းမှန်တယ်ဟုတ်လားဟတောင်းမှန်တယ်ခွင့်လို့ပေးတတ်တဲ့လူတွေထဲမှာခွင့်သူရှင်မပေါ့ဘူးလုံးငယ်တောင်းမှန်ပါတယ်ဆိုရဲစကားရှိလို့လူတွေကလွယ်လွယ်နဲ့အမအကိုကျူးလွန်ကြတာတဖက်လူတွေရင်ထဲမှာဘလို့ဒံယာရီနဲ့ကြံကံလဲဆိုပြီးဘယ်သူမှမစင်စားပေးကြတော့ မရှိမှာပယ်တော့မှတောင်းမှန်ပါတယ်ဆိုတဲ့စကားကိုမပြောမိပါစေနဲ့လုံးငယ်လုံးငယ်ဘာပြောပြောမောင်စိတ်ပြေမှာမဟုတ်ဘူးလုံးငယ်အိတ်တော်မယ်မောင်ကလုံးငယ်ကိုယူနေဆိုတော့လုံးငယ်အေကန်အဆူဖာမှာပဲတော့အိမ်လိုက်ပါမယ်မမင်းအပြင်မှာတော့အိပ်ဖို့အမိတ်ပေးမိလို့လားလုံးငယ် ဒီမှာပဲအိမင်းရဲ့ယောက်ျားမပီသားတဲ့ခန္ဓာကိုယ်နဲ့ပြင်မအိပ်ပြီးတော့တခုခုဖြစ်ရင်ငါပဲအလုပ်ရှုပ်ရမယ်အပြင်မမအိပ်ဖို့စကားတခုဒီလောက်ထိပြောဖို့လိုလို့လားမောင်မောင်စကားခေါ်နိုင်အောင်လုံးရဲ့အရှင်ကိုနာကျင်စေရဆိုတာမောင်တင်းလို့တတ်တတ်မဲ့လုပ်နေတာလားမောင်ပြန်တော့တကဘာလုပ်ပြီးဟော မောင်းနှောက်လိုက်လာတဲ့သူကိုဒီလိုမျိုးဆက်ဆက်မှအောင်ချင်းလက်မှလာမောင်းရင်လုံငယ်ရဲ့ဆူဟာမောင်စီစားရနာငယ်မဲ့သူတယောက်မဟုတ်အရင်ကြီးတော့မရက်ဆက်ပါနဲ့မောင်းလုံငယ်လည်းခံစားတတ်တဲ့သူတယောက်မဟုတ်ပါအရင်လာရရဆိုတော့မောင်အရင်မြင်လို့တတည်းတေယုတ်တရားမမြင်လို့ အဲ့ရတယ်ကိုမမုန်းတီးသွားခဲ့ရင်ပေါ့အစစ်စစ်အမှန်မှာဖြစ်အောင်ဖြစ်စီပြတဲ့တိုင်ငယ်အတ္တိထဲမှာပဲဝဲလဲနေမိတဲ့မဟုတ်တော့မင်းဟာမုန်းစီစားရမခံရလိမ့်မယ်မောင်ရဲ့လူငယ်မဟုတ်နှုတ်ဖျားနန်းစားလေးကိုတူတူပေါ်ပေါ်ရေရွတ်လိုက်တိုင်း အသေးနေနေသည်ညနိုးရတဲ့လုံးခေရဲ့စီစားသူမောကျမ်းမာရေးချူချာလုံးနဲ့ဖြောညံ့လုံးနဲ့လုံးခေဟာမောင်တွဲဆိုပြီးအရာရာကိုဆုံးလို့ရဲတဲ့သည်တမ္မာရဲ့သူတယောက်ဖြစ်ခဲ့မှုတဲ့ ကိုကိုယောက်ျားလေးနှစ်ယောက်ကချစ်လို့ရလို့လားအလောက်ဒီအသက်ပြီးပြီးတော့ချစ်နိုင်လို့လားဘာလို့မဖြစ်နိုင်ရမှာလဲငယ်လေးရဲ့အချစ်ဆိုတာဘယ်သူမှမဆိုဖြစ်နိုင်တယ်။ဘိန်းဆိုတာတကယ်ချင်းဘယ်လိုပဲငယ်လေး။သူဆိုရဖြစ်တည်မှုကသာအရေးကြီးတာ။သူ့အတွက်ဆိုအသက်ဖဲပေးရပေးရပေးဆက်ချင်နိုင်တဲ့ဖြစ်တည်မှုမျိုး။အော်အဲ့ဒါဆိုကိုဘက်ကဒါမေတ္တာစိတ်မှန်ရင်ဒီနေ့ကျသူနားလေပြီးတော့ပြင်ချစ်နိုင်တာပေါ့နော်။ဒါပေါ့ငယ်လေး။ ကိုဘက်ကသာလက်မလျှော့ပဲနဲ့အချစ်စစ်ချင်းမှန်နဲ့ချစ်နေဖို့ပဲလိုတာကိုကိုကရောယောက်ျားယူမှာလားကိုကိုကမိန်းမပဲယူမှာငယ်လေးငယ်လေးကိုကိုကိုချစ်တယ်လို့ချစ်ပေးနိုင်တယ်မိန်းမပဲယူမှာကိုကိုကိုလူလူကြီးပဲဖြစ်စေချင်တာငယ်ကိုကိုကိုတခြားသူကိုခွဲမပေးနိုင်ငယ်လေးကတော့တော်တော်ဆိုးတာပဲကိုကိုကိုတော့လူပြိုကြီးလောက်ခိုင်းနေတာပေါ့လေပိုင်ဆိုင်နာတွေအများများလုံးနဲ့ကိုကိုရဲ့ဘဝမှာ ကိုကိုအမြဲတမ်းပိုင်ဆိုင်ချင်တာကိုကိုရဲ့တူရဲသောညီလေးနှွန်ထားစီပဲကဘာပေါ်မှာဖေဖေပြီးရင်ငဲ့ကိုအချက်ဆုံးကကိုကိုလိုပဲတထစ်ချသတ်မှတ်ထားတဲ့သူကိုငဲ့ပြောခဲ့တာကိုကိုကအရန်အတကြီးတယ်တဲ့ဟုတ်တယ်ငဲ့ကိုကိုကကိုကိုရဲ့ညီလေးအတွက်ဆိုအမြဲအတကြီးတတ်တယ်ဟောငဲ့ရဲ့ မောင်ပေါ်အချစ်တွေကိုနားလည်ပြီးတော့မောင်တနည်းငဲဟုတ်ပြန်ချစ်လာပါစေပန်းပြိုးသူတယောက်အကြောင်းရုံဆုံးအရာပြိုးထောင်ထားတဲ့ပန်းလေးညှိုးနှွမ်းသွားမှာဝင်ပန်းကလေးမညှိုးနှွမ်းစေဖို့သူ့ဘာမစိုးလုံနိုင်နဲ့ဒါဟုတ်ပန်းကလေးတိမာတိပါလေစား